နောက်ကျတယ်ဗျာเนาะ ICD ဖမ်းဝရမ်းရတယ်မင်းအောင်နိုင်ကိုလာတော့မယ်လာတော့မယ်ဆိုပြီးတော့เนาะပြည်သူတွေကတခဲနဲ့ထောက်ခံပြီးညှောနေကြတာလောလောဆယ်လာမယ်လာတော့ဖိလစ်ပိုင်ကဒူတာတေးဖြစ်သွားတယ်အဲ့တော့အသိစီကြောင့်ထုတ်ပြန်ပြီးတဲ့နောက်မှာဒီရှင်းနေကြောက်ကနေတစ်ဆင့်မင်းအောင်နိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ဒီနိုင်ငံကရာဇုခုံရုံးပေါ်တောင်းဆိုခဲ့တာအဲ့ဒီဖမ်းဝရမ်းပေါ်ကိုကျွန်တော်အားလုံးထိတဲ့အတိုင်းမြန်မာပြည်သူအများစုက ရှင်းရှင်းပြောရင်တော့လက်ရှိတော်လှန်ရေးပတ်အချမ်းမှာရှိတဲ့မြန်မာပြည်သူအများစုကအာဏာသိမ်းတာကိုလက်မခံပဲဆန္ဒပြခဲ့ကြတဲ့တန်ပေါင်းများစွာတဲ့မြန်မာပြည်သူတွေကဒီမင်းအောင်နိုင်ကို ICC ရဲ့ဖမ်းမနှမ်းထုတ်မှထုတ်ဖို့တောင်းဆိုချက်လေးကြားတာတော့မှအင်မတန်ဝမ်းသာကြတယ်။အခုလက်ရှိဒူတာတေးကြတော့ဒူတာတေးကိုထောက်ခံတဲ့လူတွေရှိတယ်။ဒါပေမဲ့ဒူတာတေးနဲ့မင်းအောင်နိုင်ကမတူပါဘူး။ဒူတာတေးဒီသူ့နိုင်ငံမှာဒီဖိလစ်ပိုင်ဆိုတာအင်မတန်မောင်ကိုတွေရာဇဝတ်ဂိုင်းတွေများတယ်အထူးသဖြင့်မွေးရဂိုင်းတွေများတယ် အဲ့ဒီဂိုင်းလေးပေါ်မှာသူဟာတိုင်းပြည်ပေါ်ကောင်းစားစေခြင်းနဲ့စိတ်နဲ့ဒီဂိုင်းလေးကိုဖြိုခွင်းတာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒူတာတေးဖြစ်ရင် ICC ဖန်ဝရန်ကမင်းအောင်လိုင်းဖြစ်မယ်လို့ကိုစီသုံးသက်ချက်နဲ့အတူဖိလစ်ပိုင်သမရဟောင်းဒူတာတေးကိုကဖန်ဝရန်ထုတ်ပြီးဟောင်ကောင်ခီးစဉ်ကပြန်လေးစိတ်တွင်ဖန်စီကြလိုက်ရတဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ်ဖိလစ်ပိုင်သမရဟောင်းရိုဒရီဂိုဒူတာတေးသည်မြင်းဤမူရစေဝါနဲ့ပတ်သက်သောသွေးထွက်တန်ယူစစ်ပွဲအတွက်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ယာဇတူးမြဲမှုများအတွက်နိုင်ငံတကာယာဇတူးမြဲမှုတရားရုံးလက္ခဏာကဖမ်းဝမ်းထုတ်ပြီးဒီနေ့မနက်ပိုင်းမှာမနီလာမြို့တွင်ဖမ်းဆီးလိုက်ပါတယ်။ KD ပစ္စည်းဖိတ်လေရင်ဖြင့်ဟောင်ကောင်မှမနီလာမြို့သို့ရောက်ရှိလာပြီးနောက်ဒေတာစံတော်ချိန်နနက်9:20မိနစ်တွင်ဖမ်းဆီးခံခဲ့ရကြောင်းဖိလစ်ပိုင်အစိုးရကထုတ်ပြန်ခဲ့ပါတယ်။သမရဟောင်းနှင့်သူ့အဖွဲ့ဟာကျမ်းမာရေးကောင်းမွန်ပြီးသူ့ရဲ့ကျမ်းမာရေးကိုတည်ချစေဖို့အစိုးရဆရာဝန်တွေကစစ်ဆစ်ခဲ့ပါတယ်လို့ အစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။လင်းဤမလ9ရက်နေ့ဟောင်ကောင်ခီးစဉ်တည်င်းနှင့် ICC ဝရမ်းတည်င်းများကြောင့်အဖမ်းခံမည်ဟုကြိုတင်ပြောကြားခဲ့သည့်တည်င်းကိုထည့်ရန်ရုပ်တံဒီဂရစ်မှာဖမ်းမှန်းထုတ်လိုက်ပါအဲ့ဒီအတွက်ဖမ်းသွားပါဒါပေမဲ့ကျွန်တော်တို့နိုင်ငံကတော့မဟုတ်ဘူး ဖိလစ်ပိုင်ကချစ်သွားတယ်။နည်းနည်းနိုင်ငံထိပ်ကြီးကျော်သွားတယ်။အဲ့တော့ကျွန်တော်နိုင်ငံကဒါပဲလုပ်လို့နောက်ကျတယ်ဗျာ။နော်။ ICD ဖမ်းမလိုက်ရတယ်မေးအောင်နိုင်ဘူးလာတော့မယ်လာတော့မယ်ဆိုပြီးတော့နော်ပြည်သူတွေကတခဲနဲ့ထောက်ခံပြီးညှောနေကြတာ။လောလောဆယ်လာမယ်လာတော့ဖိလစ်ပိုင်ကဒူတာတစ်ဖြစ်သွားတယ်။ကျွန်တော်ဒီတဲ့င်းလေးကိုဒီ PBS Frame မှာပါလိုက်အောင်ဖတ်ကြပါဦးနော်။နိုင်ငံကရာဇဝတ်ခုံရုံး ICD ကဖမ်းမလိုက်ထောက်လိုက်တယ်နော်ဖိလစ်ပိုင်တပ်ရဟောင်းယူတကီကိုဒူတာတစ်ကိုနိုင်ငံကရက်တဲ့ဘက်အင်တာဘောကဖမ်းဆီးလိုက်ကြောင်းသိရပါလား။ မတ်လ17ရက်နေ့ကဒူတာတေးကဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာရှိတဲ့နိုင်ငံတကာလေတိုက်ကိုအရောက်မှာအင်နာဘိုကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။တမနာပြတောင်းဝင်ယူခဲ့စဉ်ကလာပြမွေးဖောင်ကိုဂိုင်းတွေကိုလုံလုံခဲခဲ့ပြီးနဲ့ကျုံဝင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒူတာတေးကိုအင်နာဘိုမနီလာကဖမ်းဆီးခဲ့ကြောင်းဖိလစ်ပိုင်ဆိုရကလည်းအတည်ပြုခဲ့ပါတယ်။မတ်လ17ရက်နေ့မနေ့ပိုင်းမှာအင်နာဘိုမနီလာဟာဒူတာတေးအတွက် ICC ဖမ်းရမ်းမိတ်ကိုတရားဝင်လက်ခံရရှိခဲ့တယ်လို့ဖိလစ်ပိုင်တမနာအင်တော်ကကြေညာခဲ့ပါတယ်။နောက်ဆက်တော့ဒူတာတေးကအာနာမိုင်တွေရဲ့ထိန်းသိမ်းမှုကိုခံရရပြီးကြမ်းကြမ်းမှမှရှိနေတယ်လို့ထုတ်ပြန်ချက်ထဲမှာပေါ်ပြထားပါတယ်။ ်ဒူတာတွေကမတ်လ9ရက်နေ့တုန်းကဟောင်ကောင်ကိုတိုတင်မကျင်ညာနဲ့ရုပ်ရက်ထွက်ခွာသွားခဲ့ပြီအဲ့ဒါဟာ ICC ကသူ့ကိုခံရမ်းထောက်ထားမဲ့အခြေအနေကိုတိတ်ဆောင်ဖို့အားထုတ်ဖို့ဖြစ်နေကြောင်းသူရေးတွေထွက်ပေါ်ခဲ့ပါတယ်မတ်လ10ရက်နေ့မှာတော့ဒူတာတွေကသူဟာ ICC ကတကယ်ရမ်းထုတ်လိုက်သူ့အနေနဲ့အဖမ်းခံဖို့အတိတ်ရှိတယ်လို့ပြောခဲ့ပါတယ်နောက်တော့ဟောင်ကောင်ကနေမနီနာကိုပြန်ရောက်မှာပဲအဖမ်းခံခဲ့ရတာဖြစ်ပါတယ်လေစိတ်မှဒူတာတေးကိုရဲတွေကစောက်ပြီးဖမ်းဆီးခေါ်ဆောင်သွားတာတွေ့ခဲ့တဲ့အချိန်မှာဖိလစ်ပိုင်ကင်မရာဟောင်းကိုအားပေးထောက်ခံသူတွေတုံ့နှုတ်ပြီးရောက်ရက်ခတ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒူတာတေးကနှောင်း၁၆ခုနှစ်တုန်းကဖိလစ်ပိုင်ကင်မရာဖြစ်လာချိန်မှာငွေမှောင်ကိုဂိုင်းတွေငွေစေဝါ၃၀လူတွေကိုစစ်ကျင်ညာခဲ့လို့ ခဲ့တယ်လို့တောင်းပန်ရင်ရဲဆက်ကြမ်းတမ်းတဲ့အထိတ်ကိုအားနေတဲ့မိလန်တွေနဲ့ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့ပါတယ်။အကျိုးဆက်ဖြစ်ထောင်နဲ့ချီတဲ့လူတွေအထူးသဖြင့်ဆွေးရဲနံပါတ်နဲ့တန်လျက်တရားခံတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒူတာတဲ့ဆွေးရဲနဲ့တဲ့မွေးဆွေးဝါးနေနေဆိုင်ရာစီမံချက်တွေမှာဆွေးရဲနဲ့လူခွင့်ရေးထိုးပေါက်မှုတွေရှိခဲ့ကြောင်းစစ်ဆွဲမှုတွေကြေကြေပြန်းပြန်းထွက်ပေါ်လာခဲ့ပါတယ်။ ICD ကအဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဒူတာတဲ့ရဲ့တစ္ဆာတော်ကလက်နက်ကိုင်စစ်သားဝင်တဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေထဲမှာဖိလစ်ပိုင်ပြည်သူအများကြီးတေဆုံးခဲ့တဲ့အခြေအနေကိုလည်းနောက်တောင်းပြန်ဆုံဆန်းမှုတွေလုဆောင်ခဲ့ပါတယ်။လူခွင့်ရေးအဖွဲ့တွေကတော့ဖိလစ်ပိုင်ရဲတွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကလက်နက်ကိုင်မဆောင်ထားတဲ့ ငွေတန်လျက်တည်းရခိုင်အများပြားကိုဒူတာတေးရဲ့စီမံကုန်ကဲမှုအောက်မှာတင်းကုန်မဲ့တက်တက်ခက်တယ်လို့ခိုင်မှန်ဆွဆွဲခဲ့ပါတယ်ဒူတာတေးရဲ့အစိုးရလက်ထက်ဖိလစ်ပိုင်အာဏာပိုင်တွေကတော့အဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆုပ်ခဲ့ပါတယ် ICD ရဲ့စုံစမ်းစစ်ဆေးမှုတွေစတင်ပြီးတဲ့နောက်ဒူတာတေးက2016ခုနှစ်မတ်လမှာ ICD ကနေဖိလစ်ပိုင်ကိုနှုတ်ဖက်စေခဲ့ပါတယ်ဒါပေမဲ့လက်ရှိဒမနဖာဒီနန်မာကိုရဲ့ဖိလစ်ပိုင်ဆွေးရကတော့ ICD ကဝန်ထမ်းရင်ဒူတာတေးကိုလက်နွဲပေးဖို့ဆိုတာဟာစီးမြင့်တွေနဲ့ညီညွတ်တယ်လို့ယူဆကြောင်းကြွားကြားထားပါတယ်ဒါကတော့ဖိလစ်ပိုင်ဒမနရဲ့အခြေအနေပါ တော့နိုင်ငံကရန်စစ်ခုံရုံး ICC ဆိုတာအဖွဲ့ဝင်124နိုင်ငံကြီးရှိပါပြီ။ဒါပေမဲ့လို့တရုတ်တို့ရုရှားတို့အမေရိကန်တို့စတဲ့နိုင်ငံကြီးတွေကတော့တို့နိုင်ငံရဲ့အချုပ်ချာအာဏာကိုတိဘာမှဆိုးလာတာကြောင့်တို့နိုင်ငံဒီဒီရန်စစ်မှုတွေနဲ့အကြောင်းပြပြီးတော့တော့ဝင်းရောက်ဆော့ကအရေးယူခံမှုတွေလောက်ကနိုင်မှာဖြစ်တဲ့ဆိုတော့စိုးရင်စိတ်နဲ့ ICC ကိုအဖွဲ့ဝင်မထားပါဘူး။ဒါပေမဲ့ ICC မှာတော့ ICC ကလည်းဖန်ဆီးခဲ့တဲ့တရားခံတွေကတော့များပြားရှိပါတယ်။ဒါကြောင့်ကျွန်တော်ဘေးမှာပြတ်ထားတာပေါ့။တရားဝင်ကြောင့်ကြည့်ပါပါ။ဒါတို့အခုနောက်ဆုံးဆိုရင်ဒီပူတင်ကိုလည်းဖမ်းမလဲထုတ်ခဲ့ပါတယ်။ဒါပေမဲ့တချို့ရှိတာကတချို့ ICC ဖမ်းနိုင်ငံတကာယာစုကိုရော ICC အဖွဲ့ဝင်နိုင်ငံတွေကိုကြွားလို့ရှိရင်အဲ့ဒီ permanent ထုတ်ခံထားတဲ့လူအဲ့ဒီနိုင်ငံကဖမ်းပေးနိုင်တယ်လို့မဖမ်းပေးဘူးလို့လည်းညှိမှန်မှုရှိတယ်ပါရဂရီအနေနဲ့အဲ့လို permanent ထုတ်ခဲ့တဲ့နိုင်ငံတွေကို random ထုတ်ခံထားတဲ့လူတွေကတွားရောက်ပြီးတော့ဘာမှမဖြစ်ဘဲနဲ့ပြန်ကိုယ့်နိုင်ငံကိုပြန်လာတဲ့လူတွေလည်းရှိခဲ့တယ်။အဲ့တော့ ICC ရဲ့အခမ်းအနားအစအဦးပိုင်းမှာတော်တော်လေးအားကောင်းစွာနဲ့ရသွေးမှုတွေကိုကန့်ကွက်ဖြေရှင်းနိုင်ပြီးအခုနောက်ပိုင်းမှာအားနည်းချက်တွေတော့တွေ့ရတယ်။အဲ့တော့လက်ရှိမင်းအောင်လှိုင်ဆိုတဲ့ရင်ဂျာတွေကိုလူမျိုးတုံးတက်ပြတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ICC ကနေ၅နှစ်ကြာစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာအပြစ်ရှိကြောင်းကိုထုတ်ပြန်ခဲ့တယ်။ ဲ့တော့ပြည်စီကြောင့်ကောက်ပြပြီးတဲ့နောက်မှာဒီရှင်းနေကြောင့်ကနေတစ်ဆင့်မင်းအောင်နိုင်ကိုဖမ်းဝမ်းထုတ်ဖို့ဒီနိုင်ငံရာဇဝတ်ကိုရုံးပေါ်တောင်းဆိုခဲ့တာအဲ့ဒီဖမ်းဝမ်းပေါ်ကိုကျွန်တော်အားလုံးသိတဲ့အတိုင်းမြန်မာပြည်သူအားအများစုကရှင်းရှင်းပြောရင်တော့လက်ရှိတော်လှန်ရေးပတ်ချမ်းမှာရှိတဲ့မြန်မာပြည်သူအများစုကအာဏာသိမ်းတာကိုလက်မခံဘဲဆန္ဒပြခဲ့ကြတယ်တန်းပေါင်းများစွာတဲ့မြန်မာပြည်သူတွေကဒီမင်းအောင်နိုင်ကို ICC ရဲ့ဖမ်းဝမ်းထုတ်မှာထုတ်ဖို့တောင်းဆိုချက်လေးကြားလာတော့မှအင်မတန်ဝမ်းသာကြတယ်အခုလက်ရှိဒူတာတေးကြတော့ဒူတာမျိုးဖောက်ခံတဲ့လူတွေရှိတယ်ဒါပေမဲ့ဒူတာတေးနဲ့မင်းအောင်နိုင်ကမတူပါဘူး ဒူတာတေးဒီသူ့နိုင်ငံမှာဒီဖိလစ်ပိုင်ဆိုတာအင်မတန်မောင်ကိုရီရာစုဂိုင်းတွေများတယ်သူတို့ပြမူရဲ့ဂိုင်းတွေများတယ်အဲ့ဒီဂိုင်းတွေပေါ်မှာသူဟာတိုင်းပြည်ပေါ်ကောင်းစားစေခြင်းနဲ့စိတ်နဲ့ဒီဂိုင်းတွေကိုဖြိုခွင်းတာအဲ့ဒီပေါ်မှာလှုပ်ထုံးလှုပ်နှီးတွေလွန်ကဲသွားတဲ့အတွက်တော့ဒူတာမျိုးနဲ့စုပေါ်တက်ပြတ်နေဆိုတဲ့ဆက်ဆက်ချက်တွေအပောင်းနေဒီရာစုမှုတွေကိုသူရင်ဆိုင်လာရတာဖြစ်တယ်ဒါပေမဲ့မင်းအောင်လှန်ကြတော့အဲ့လိုမတော်ဘူးမင်းအောင်နိုင်ငံရခိုင်စစ်ပွဲမှာအန်ဒီအစိုးရနဲ့ထက်မှာရခိုင်စစ်ပွဲမှာအန်ဒီအစိုးရနဲ့စိုးရံကိုတင်းတင်းချာချာအကွက်ချစီမံပြီးတော့ထောက်ထဲကြအောင်တိုးတင်ပြန်စီပြီးတော့ဒီလူမျိုးလုံးတက်ပြတ်မှုကိုဒူးဒူးလုပ်ခဲ့တာဒါပြီးတော့ဒီလိုပြောရဆိုရင်ဒေါ်ဆန်းစုကြည်အစိုးရကို ဂျပန်လူမျိုးတွေအပါအဝင်เนาะအထင်လွဲအမြင်လွဲပြောဆိုခဲ့ရဘာကြောင့်လဲဂျပန်စစ်ပွဲမှာ AA ကိုအပြုတ်တိုက်ဖို့ဆိုပြီးတော့ကျွေးကျော်ပြီးတော့ AA ကိုတိုက်တယ်ဒါပေမဲ့အဲ့ဒီဂျပန်နဲ့ AA ဒီစစ်တပ်နဲ့ AA ဖြစ်နေတဲ့တိုက်ပွဲမြို့နယ်ဇုံတွေတဲကိုအိုင်ငါတော့တမနာရုံးတဲ့တည်ငောက်တော့ပေးမဝင်ခံသူတို့ကာဝေးဦးစီးတော့အောက်ကပဲဝင်ရတယ်အဲ့တော့တိုင်းပြည်ရဲ့အမြင့်ဆုံးအရာတစ်ခုဖြစ်တဲ့เนาะတမနာဦးဆောင်ထားတဲ့အစိုးရမှာ ဒီစစ်ပွဲနဲ့ပတ်သက်လို့ဒီစစ်တပ်မင်းအောင်နိုင်ကထုတ်ပြန်ပေးတဲ့တကယ်တွေကိုပဲနိုင်ငံတော်ကမ္ဘာရောင်းကလက်ခံပြီးတော့နိုင်ငံတော်ထုတ်ပြန်တယ်လို့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုလည်းသူတို့တင်ပြတဲ့အစီရင်ခံစာတွေပေါ်မူတည်ပြီးတော့လေပြောတာဒါကြောင့်မလို့ဒေါက်တာဆုကြီးရဲ့ဒီအေပေါ်ပြောဆိုချက်တွေကိုရခိုင်မျိုးတို့ချုပ်တယ်မုံတီးခဲ့တယ်ဆိုတာအဲ့ဒီရဲ့အကျိုးဆက်ဘာသာအလဟာတတ်နဲ့လုပ်ခဲ့တာပေါ့ကောတီးတန့်ကိုဒေါက်တာဆုကြီးအဓိကတော့ဒေါက်တာဆုကြီးပေါ့ကြောက်ခဲတိုးချပြီးအပွက်စင်ခဲ့တာအဲ့တော့စဉ်းစားကြည့်ပေါ့ဒီစစ်ပွဲစုံထဲမှာဖြစ်တဲ့အရာသူတို့က ဒါမှတက်ချင်တိုင်းတက်တယ်ဖြတ်ချင်တိုင်းဖြတ်တယ်ပြီးလို့ရှိရင်အာရိုဂျာနေဘာနေပြောမရခိုင်ကတော့အေးရစခန်းတွေကိုအေးရရခန်းတွေကိုဝင်တိုက်တယ်ရင်းတွေတက်သွားတယ်ဘယ်လိုလုပ်လဲဒီဒီမှာတတိထုတ်ပြန်အခုမှတန်းတိုင်းပေါ့နော်ပြောင်းပြန်ပြန်လည်ပြီးထုတ်ပြန်ဆိုတာက2015နဲ့2020အထိဒီသူရွေးချယ်တင်ပြောက်တဲ့အစိုးရကမြန်မာနိုင်ငံကိုဥဆောင်ဝင်ရခဲ့တယ်လို့တာပါတာနော်လွတ်တော်ထဲမှာ25ရာခိုင်နှုန်းကိုစစ်တပ်ကကိုစားပြုထားတယ်အဲ့တော့လွတ်တော်ထဲမှာဘာဦးတွေပြင်းပြင်း25ရာခိုင်နှုန်းနဲ့ကြက်ဖို့အပါအဝင်သူတို့ရဲ့27ပါတီအုပ်စုက တန်နေအစိုးရပြုပြင်ပြောင်းလဲရေးမလိုလားအဲ့ဥပဒေတွေပြင်ဆင်ဖို့ဘာအစိုးရပဲတည်တွင်းနေနေနောက်ချောက်ကန့်ကွက်ခဲ့ဒါကြောင့်မလို့ပဲ2015နဲ့2020အတွင်းမှာမြန်မာပြည်သူတွေဟာ25ကျက်တာအဖွဲ့ကိုကနန်းနေလို့ခေါ်ခဲ့တာဘာဖြစ်လို့လဲကန့်လန့်သွားတယ်အဲ့တော့တိုင်းပြည်ရဲ့အမြင့်ဆုံးအာဏာရှိဆုံးဝန်ကြီးဌာနဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနပြည်ရေးဝန်ကြီးဌာနနေဆက်ရေးရတဲ့တိုင်းဒေသလူမျိုးများဖွံ့ဖြိုးတိုးတက်တဲ့ဝန်ကြီးဌာနအဲ့တော့တိုင်းဒေသဒေတာတွေနဲ့တိတိကျကျဆက်ဆံရတဲ့ဝန်ကြီးဌာနတွေဒီစစ်တပ်လောက်ကကာကွယ်ရေးတိုင်းပြည်ရဲ့အတိုက်အခံရေးကာကွယ်ရေး စစ်တပ်လောက်ကပြည်ထောင်ရေးရဲတပ်ဖွဲ့အပါအဝင်မိသားစုအားလုံးစစ်တပ်လောက်ကအဲ့ဒီဝန်ကြီးဌာနတွေအားလုံးကိုစစ်တပ်ကခန့်တယ်တမနာကခန့်အပ်တာမဟုတ်အဲ့ဒီစစ်တပ်ကဘယ်သူအုပ်ချုပ်လဲဆိုတော့ကာဝေးဦးစီးချုပ်ကအကြီးကာဝေးဦးစီးချုပ်ကဘယ်သူမှခန့်အပ်လို့မရဘူးဆိုတော့တိုင်းပြည်ရဲ့လုံပိုင်ခွင့်ရှင်းပြတောင်းဝင်ကိုတာပြည်သူအစိုးရကရခဲ့ရတာဒါပေမဲ့တိုင်းပြည်မှာအာဏာတွေအားလုံးဟာဒီစစ်တပ်ကောင်းဆောင်မင်းအောင်နိုင်ငံချုပ်ကန်ခဲ့တယ်ဘာကြောင့်မလို့မထောက် 20ရွေးကောက်ပွဲပြီးမှအာနာတိန်တော့မလားဆိုတဲ့အပေါ်မှာနိုင်ငံရေးတကက်ဂရုတွေတော့မှခံနိုင်ခဲ့တယ်အာနာတိန်ညာမလို့ဘူးတဲ့အာနာသူတို့လက်ထဲမှာပဲရှိနေတယ်တိန်ညာအကြောင်းမရှိဘူးဒါပေမဲ့လို့နိုင်ငံသမားတွေတီတူတွေထင်မှတ်ထားတာကမင်းအောင်နိုင်ကြီးအာနာစုပ်ကြိုင်ထားရင်အာနာမတိန်ဘူးလို့ထင်ထားတာဒါပေမဲ့မင်းအောင်နိုင်ကဘယင်ယိုးယိုးနေတာတမန်တော်ယိုးယိုးနေတာပေါ့အာနာတိန်ကြီးရဲ့နောက်ပိုင်းမှာလူတွေကတိကျရတယ်သူဖြစ်နေတာဒီတိုင်းကြီးပဲရင်တိကျတယ်အဲ့တော့တော့သူ့ကဘဘူးမှတော့တမန်တော်မတင်နောက်ကတည်းကတမန်တော်ဆန်တော်ကြီးတွေကောက်နေပြီးတော့ပတ်မှန်းလေးတွေစလုပ်နေတယ်ဟမ်တတမန်တော်ယူလာအဲ့တော့မှဟောဒီကောင်မှာအာနာစုပ်ကြိုင်ထားတာတော့မတင်းနိုင်မဲနဲ့အာနာသိမ့်နေဆိုတာ ဘယင်ယူးယူးလာတမတာယူးယူးလာပဲမနောက်နဲ့ရွက်ကပွဲမှာကျန်မှုကကောက်ပတ်လန်ကိုချုံးတယ်ချုံးမှာပေါ့စောင့်ကြည့်နေမှာမကောင်းတော့ပြည်သူကတို့လူတို့မတတ်မှာဘူးအဲ့တော့သူတို့ကဘလူးမအားမပေးဘူးအဲ့တော့သူတို့ရှုံးတယ်အချမ်းသူတို့ရဲ့နော်မျိုးမစစ်အနောက်ကပထဝီနောက်လိုက်ဆိုတဲ့ဆက်တပါတီလည်းဘဲဦးတော့မကွယ်ဘူးအဲ့ဒီကောင်းလို့မဟုတ်တော့ကျွန်တော်အပကျွန်တော် LD ပါတီကိုကျွန်တော် LD ကိုလည်းတရားရင်ကောင်းပါလားမပြောဘူးဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာရွေးချယ်တဲ့အင်အားကြီးပါတီချင်းပြန်ဒီစစ်တပ်ကိုရှင်ပြီးတော့ပခုံးချင်းရှင်နိုင်တဲ့အင်အားကြီးပါတီဒီ LD တခုပဲရှိနေတဲ့အတွက်ပြည်သူတွေက LD ကိုရွေးချယ်နေရတာဒါဒီကအခြေခံပြည်သူတွေမှလည်းကြည့်ပါတန်တယ်ပေါ့ပါလိမ့် ်ရွေးချယ်ပြန်ပြီးရှင်တော့ NLD ချက်ကောင်းမယ်ဆိုရင် NLD ချက်ကောင်းတဲ့ပါတီကိုပြည်သူတွေရွေးချယ်ကြမှာဒါပေမဲ့လို့လက်ရှိကျွန်တော်တို့တိုင်းပြည်ရဲ့အခင်းအကျင်း NLD နဲ့ဒီချက်ပေါ်နဲ့ပဲချက်ပေါ်နဲ့ဆက်တာကတူတူပါဒါပဲရှိတဲ့အတွက် NLD ကိုရွေးချယ်ကြတယ်အဲ့အတွက်သူတို့မဲရှုံးတယ်မဲရှုံးတဲ့နောက်ပိုင်းမှာမင်းအောင်လှိုင်ကသူ့ကိုတမထရာဒူးပေးဖို့တော့အတိုင်းငယ်ပုံကိုတော်သားစုတည်တယ်တမထရာဥထင်ကျော်စာဖို့ခဲ့ဟိုကရှင်းဥပဒေကြိုင်းမယ်တမထရာဒူးဆိုတာနှောက်နဲ့ပါးစပ်နဲ့ရော့အင်းဆိုပြီးပေးလို့ရတဲ့အရာမဟုတ်တဲ့တော့ဟိုကရေးပယ်လိုက်ဒီပေပဲနောက်မှာအာနာတိတ်ဖို့တော့ဆုံးဖြတ်ချက်ချတယ်တမနာအုံးမြစ်ကိုတမနာရာဓုကနေနှုတ်ထွက်ဖို့အိမ်မက်မှာအတင်းအကျပ်လက်မှတ်လာထိုးခိုင်းတယ် ရှင်ချင်းပြောရရင်တော့တမနာရာဇူကနှုတ်ချက်သွားလို့ဒုတမနာကကာလုံခေါ်ပြီးတော့အာနာတင်းရပါတယ်လို့ပို့ဟာဒါဆိုဥပဒေနဲ့ညီးတယ်ဒါကဥပဒေဆိုတာနှောက်ချင်းအချိန်ကဥပဒေနော်သူတို့ကလည်းပြန်လာကြတဲ့ဥပဒေနဲ့ညီးတယ်ဒါပေမဲ့လို့တမနာရဲ့ဥပဒေဆိုဒါကြောင့်မလို့ဇလန်စကီကိုကျွန်တော်ကဘာကဝိုက်ကြည့်တယ်ကဘာကြီးကတိကျတယ်အာဇန်နီကတော့ယူကရိန်းအတွက်ရုရှားအထူးတော်စစ်ကိုကုကန်နေတယ်လေးစားတယ်ဒါပေမဲ့ကျွန်တော်တမထိုင်ရပုံလေးစားဖို့ကောင်းတယ်။တနက်ထောက်ပြီးတော့ခင်ဗျားလက်မှတ်ထိုး။လက်မှတ်မထိုးရင်ခင်ဗျားဘဝပြတ်မယ်။လက်မှတ်ထိုးရင်ခင်ဗျားအတွက်ကောင်းမယ်။မင်းတို့တက်ရှင်တက်ပါရင်ငါလက်မှတ်မထိုးဘူးဆိုတော့ခံယူခဲ့တဲ့ထောင်ထဲမှာတကယ်တည်းရက်တည်နေတာ ဒါကြောင့်မလို့မင်းအောင်နိုင်တို့အစိုးရစုဒီသူတို့ကိုယ်တိုင်ပြတန်းထားတဲ့အထောက်ချစ်အခြေခံဥပဒေနဲ့တောင်မှဥပဒေကိုချိုးဖောက်ပြီးတော့အာဏာလွှတ်ထားတဲ့ဝရမ်းသေးတပုံတမြအောက်ခံစားဖြစ်နေတာအဲ့ဒါစစ်စစ်လေးဒါကိုတရားဝင်တရားဝင်တို့မင်းအောင်နိုင်အထက်ထက်အော်နေတာဒီသူလောက်ရက်သူကိုယ်တိုင်တိတဲ့အတွက်တရားဝင်တို့ပေါ်ခံနေတာတိုက်တဲ့ကောင်နိုင်ငံရေးအစ်စ်တပ်ကလာကြီးလာသာကျွန်တော်နိုင်ငံရေးမှမဟုတ်တာမန်ပြည်သူပြောက်ပဲကျွန်တော်လူပဲအခြားခြားသောပြည်သူတွေနဲ့ဒီတိုင်းနားနဲ့ကြည့်ကြရှင်းရှင်းလေးဟန်ယူဟုတ်တယ်နော်အဲ့တော့ဘလို့မှရုံမှန်လို့မရတဲ့အဆုံးမှာ တရားဝင်နီးနားရရုံမှာတော့မရတဲ့အဆုံးမှာတရားမဝင်ကြောင်လို့ပြီးတော့ဒီဘက်ကအာနာတိတ်နေဆိုပြီးတနိုင်ငံလုံးအာနာပေးပြီးတော့လုပ်လိုက်တာဒါပေမဲ့ဒူထေနာကပြည်သူတွေဒီတနတ်ရှိကြောက်သွားမယ်ထင်ခဲ့တာသူကိုယ်တိုင်လည်းအာနာမသိလိုက်ဘလောက်တရားမှုလာမယ်မထင်ဘူးလို့သူ့ဖေနိုင်ငံတရားဝင်နော်မီဒီယာတကူကိုဖြေကြားထားတာရှိတယ်ဒါပေမဲ့ဒူထေနာလိုဖြစ်နေတာတိုင်းပြည်ရဲ့အခင်းချင်းကအခုတော်နိုင်ရင်လင်းနေတဲ့ဝင်လာပြီတော်နိုင်ရင်လုံးဝအလုပ်ရတယ်ဒီနေ့ဆိုရင်ဘုံဘူးတွေအစဖမ်းကြည့်တာကိုခံခဲ့ရတယ်နော်အဲ့ရနေရာတော့စစ်ကြောင်းကိုလက်က40ကျော်တိုက်ပြီးတယ် ်ဘုံဘူးပါဝင်ဘူကြီးရဆဖမ်းမိတယ်၁၄ရောက်ဖမ်းမိတယ်၂၀ကျော်စစ်ပွဲမှတ်သားပေါ်တယ်အဲ့ဒါဒီတိုင်းသား ERW နဲ့မဟုတ်တော့တီတုကာကွယ်ရေးတပ်ဖွဲ့တွေအများစုရှိတယ်နေပြန်တယ်အဲ့တော့တော်နိုင်ရဲ့အခင်းချင်းဟာဘယ်လောက်ဖြစ်သွားပြီလဲဆိုတာအဲ့ဒါပဲတော့ဒါကြောင့်မလို့မင်းအောင်မှန်က ICC ရပဲနိုင်ငံတကာကြာစုခေါ်ရော ICC ရပဲတရားစွဲဆိုရဲခံမှန်းထုတ်ထုတ်မထုတ်ထုတ်ကျုပ်တို့ပြည်သူကဝရမ်းထုတ်ပြီးသားဖြစ်တဲ့ကျင်းတွေပုတ်ထောင်မင်းအောင်နိုင်ရဲ့ဂျိုးစင်တက်ဖို့တက်ပါလေနော်ချင်းကမင်းအောင်နိုင်ကောင်ပြောဖို့ပြစ်တတ်ဖို့တော့မတန်ဘူး လုံးဝမိလို့ရှိရင်မပြတ်ခိုင်းဘူးဒီကောင်ကလှုပ်ထားတဲ့လှုပ်ရက်အားလုံးကိုတမြင့်မြင့်ခံစားရအောင်ကျွန်တော်တို့တွေကပြန်ပြီးတော့တုတ်ပြန်တယ်ဒီအတွက်မင်းအောင်နိုင်အပါဝင်ဇော်မဲလုံးစိုးဝင်းနော်အဲ့ဒီပါတဲ့နောက်လိုက်အဲ့ဝင်းကိုကောင်းတယ်အကောင်လုံးဒီအာနာတိတ်မှုမှာစီးတဲ့ကောင်တွေအားလုံးကြက်ပုတ်ကကောင်တွေရဆာအကောင်တပင်ကြီးဆောက်ဝင်းပြောင်းသွားထုတ်ပါမှာအဲ့တနေ့ကိုရောက်လာဖို့အတွက်ကျွန်တော်တို့တွေစီးလုံးဖို့လိုတယ်ညီညွတ်ဖို့လိုတယ်နော်အဖွဲ့တွေကွဲနေလို့မရအောင်အထူးသဖြင့်ခေါင်းဆောင်ပိုင်းတွေတိုင်းနာနဲ့နဲ့ကန်တွေမဟာမိတ်ကိုတိတ်လျောက်စုစည်းပေးပါတိုင်းပြည်အတွက်ဒီနေ့လိုရတာခေါ်လိုက်ကြပြည်မမရှိနေသေးအကောင်စင်းလာမယ်ကြောက်တော့ပါလေစဉ်းလိုက်ပြီဒီလူတွေရင်ထဲအဲ့လိုဖြစ်နေကြနေတယ်မယုံခေါ်လိုက်ကြည့် ဘယ်နဲ့ဘယ်ရဲ့ဘယ်လားတနိုင်ငံလုံးဒီလေးချမယ်ပြည်ပရောက်လေဝင်လာပါအဝကနေလက်နဲ့နေစောက်ပေးမယ်လို့ခေါ်လိုက်ကြည့်နော်မလိုင်တိုက်တယ်လို့ပြောပြည်သူတွေကနာကြီးချက်ကအနောက်ကြီးဖြစ်နေတာဒါကြောင့်မလို့ဒီတော်နိုင်ရေးကိုပြောင်းလုပ်ပေးမှာနိုင်ငံရေးမကစားကြပါနဲ့ဒီကာလဒီနိုင်ငံရေးကာလမဟုတ်ပါဘူးနိုင်ငံရေးလုပ်ချင်ခဏစောက်တော့သူနဲ့နိုင်ငံရေးသမားတွေစောက်ကြီးစောက်ကြီးစကားပြောတာရှိတယ်။ဇပွဲဝိုင်းပေါ်မှာဗာဖြစ်တာလို့ညာဖြစ်တာလို့စောက်ပေါ်လေးမပြောနဲ့အဲ့ဇပွဲဝိုင်းပေါ်မှာလုတ်ခဲ့တာမင်းတို့နှစ်ပေါင်း၆၀ကြာခဲ့ပြီဗာဖြစ်တာလေ။တော့ဒီနေ့စာချုပ်ထုတ်တယ်မနေ့ကမှပြောပြကြတယ်။ပြည်သူကကြားရတဲ့ခံရတာပဲဖတ်နေခဲ့တယ်။အဲ့တော့အဲ့နိုင်ငံရေးသမားတွေကိုပြောချင်နိုင်ငံရေးလုပ်ချင်မင်းတို့ဘေးထိုင်နေ နော်သွားမိခွေအိတ်တွေခက်ချင်းချင်းနဲ့ခက်ရရရနဲ့နော်ဒီကလာကတော်လိုင်းကလာတော်လိုင်းမလုံနိုင်ဘေးကကြီးတော်လိုင်းလောက်နိုင်တဲ့လူအသက်ဆုံးထားတဲ့လူတွေလုံနိုင်တယ်တိုင်းပြည်ကကြာလို့မရလို့ကြာရင်ဒီထက်နှစ်ဖို့ပဲရှိတော့အဲ့တော့အရာရာနောက်ကျခဲ့တဲ့တုတ်တို့တိုင်းပြည်အခု ICC ဖမ်းလို့မှလည်းဖတ်တော့ကြတာတော့မှမဖြစ်တာဘူးကြာပါပဲ